မင်္ဂလာပါခင်ဗျခေဂျီဂရူးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်တဲ့ဝတ္ထုလေးကတော့ဇာရေးဆရာမင်းတွေကရေးသားထားခဲ့တဲ့စနေမမောင်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းခုနှစ်ဇာတိမအနေနဲ့တင်ဆက်ပေးသွားပါမယ်ချန်နယ်ကလေးကိုလက်ခံ subscribe လုပ်ထားပြပါအောင်ခင်ဗျဒီနေ့က notification လုံးလည်းနေပေးထားပါအောင်ကျွန်တော်တို့က3မိုင်လောက်ဝေးတဲ့ ASC ကိုခက်တုတ်ခကြီးဆက်ခဲ့ကြတယ် သိမ်းမကြခင်မှာကျွန်တော်တို့ကအိမ်ငါးလုံးလောက်ဆုနေတဲ့အိမ်စုကလေးစီကိုရောက်လာကြတယ်အိမ်စုကလေးကတမီလူမျိုးတွေထွက်လာပြီးကျွန်တော်တို့ကိုရံမှုဖို့ပြင်ဆင်ကြသေးတယ်ဒါပေမဲ့စနေမမောင်ကလွန်စွာရှုပ်ထွေးတဲ့တမီစကားနဲ့ပြောဆိုပြီးအဲ့ဒီသူတွေကိုနေသိမ့်စေလို့မီးလုံဝင်တောင်းလို့မီးလုံကြတယ်မီးလုံနေတဲ့နေရာတွေကိုအင်ဂျင်နီရောက်လာလို့စနေမမောင်ကစကားပြောတယ်စနေမမောင်ကလည်းပြန်ပြီးပြောတယ်ဆရာကြီးရဲ့တမီစကားကလည်းကျွန်တော်နားထဲမှာနှိုးစီခွက်နဲ့ကြောက်ခဲတဲ့ပြီးလှုပ်နေတယ်လို့ပဲခလောက်ခလောက်နဲ့လို့ဆိုတော့စနေမမောင်ကပြုံးလို့ဒီကောင်လေးကချုပ်ကိုမေးနေတယ်ညဘက်ကြီးမှာဘဲကနေရေချိုးပြီးပြန်လာတယ်တဲ့ အဲဒီနောက်ကျွန်တော်တို့ကတမီကဒိုရှီမုံနဲ့လွန်စွာဆက်တဲ့ဟင်းကိုကျွေးမွေးတယ်ကျွန်တော်ကလည်းစားစားရှိတာနဲ့ဒိုရှီကိုတစ်ချက်ပြီးတစ်ချက်စားတော့တယ်စနေမောင်ကတော့သူ့ရဲ့ရွှေရောင် secret ဘူးလေးအတွင်းက secret ကိုထုတ်ပြီးတောင်းနေတယ်ဆရာကြီး secret ဒီရေးမဆိုဘူးလားလို့ပြီးတော့အင်္ဂလန်ပြင်ဆရာကြီးများအတင်းက special လုပ်တဲ့ရွှေဘူးပဲဘယ်ကလာရေးဆိုရမှာလဲဆိုပြီးသူ့ရဲ့အိမ်မှာအပန်းဖြစ်ပြီးနေတယ်လို့ပဲ secret ကိုနှကမ်းပြမှတည်ပြီးမိန်နေတယ်အဲဒီချိန်မှာကျွန်တော်ကခပ်ပူးကြီးကခွေးအောင်တန်းဆူဆူလေးကိုကြားလိုက်ရတော့မျက်လုံးပြူးသွားတယ်စားရစားဒိုရှီကိုတောင်ဆက်ပြီးမစားနိုင်တော့ပဲနဲ့ဖြစ်နေတယ် ဇနီးမမောင်ကတော့ secret ကိုဖွာပြီးဇိမ်ထုတ်နေတယ်။ခွေးအောင်တန်လေးကတစားတစားနီးလာပြီးကျွန်တော်တို့ကတုံလုံးနေပြီ။ဇနီးမမောင်ကလည်းတုံနေပြီးဖြစ်တဲ့ secret ကိုမိဘုံတွင်းကိုထည့်လိုက်ပြီးတော့မှတမီဒီကိုမိလပိုင်းလို့ပြောလိုက်တော့တယောက်တော်သူကငြုတ်သီးကြောင်အနေငယ်ယူလာတယ်။ဒီနောက်မှာတမီဒီကိုငြုတ်သီးတွေကိုကြိတ်ခိုင်းပါတယ်။ငြုတ်သီးတွေကိုသာမဟုတ်ဘဲနဲ့ငြုတ်ကောင်းတွေကိုပါကြိတ်စီတယ်။ဇနီးမမောင်ကတမီဒီနဲ့ညလဲစားပြောဝဲချက်စားနေပါတော့တယ်။တမီဒီကဇနီးမမောင်အမိန်တိုင်းငြုတ်သီးတွေငြုတ်ကောင်းမို့တွေကိုကြိတ်ကြတယ်။ဒီနောက်မက်ဆလာမို့တွေကိုထောင်းပြီးရောပြန်တယ်။ဆရာကြီးပိုင်ရင်ချက်မလို့ ငွေဥသီးတွေဒီလောက်တော့မှထဲမှာတော့စားနိုင်ပါဦးမလားဆက်လီကောင်းလီပေါ့စနေမောင်မောင်ကပြန်ပြောတယ်ခွေးအောင်တန်လေးကလည်းတစားတစားနီးလာပြီးဖြစ်တယ်တမီးလေးကလည်းခွေးအောင်တန်လေးကြောင့်တရားတော်ပြောဆိုပြီးထင်မြင်ချက်အမျိုးမျိုးပြောဆိုနေကြတော့ကြွကြွညံနေတယ်ကလဲတဲ့ဂျောင်းဝင်ခိုက်တယ်ဆိုတဲ့စကားရဲ့တိကိုဒီအခါမှမြဝါတင်နေတွေ့မြင်ရတော့တယ်ခွေးအောင်တန်လေးသားလည်းမဟုတ်တော့ဘူးခါလာဆိုတဲ့တိုင်တန်နဲ့ကတိလာဆိုတဲ့ဖောက်တန်ကိုပါကြားရပါတယ်ခါလာကတိလာခါလာကတိလာဆိုတဲ့အတန်လေးကတစားတစားနီးကပ်လာတယ် ကောင်းထွေးတန်ကြက်သမားတွေကတော့လာကုန်ပြီသူတို့တန်းတဲ့တန်ကြက်ကလည်းအသေးပဲနားလည်မှာပူပြီးအရသာရှိတယ်အသေးပဲကဘလို့တဲ့လဲဆရာကြီးခါလာဆိုတာကလေဘင်းကိုပြောတာကတိလာဆိုတာကဖြတ်မယ်လို့ပြောတာဒီကောင်လေးနဲ့တွေ့ရင်ပြောပြီးပါလေဘင်းတော့မဖြတ်ချင်ဘူးဇပင်တွေတော့ဖြတ်ချင်တယ်လို့ဆရာကြီးကတော့ဇပင်ဖြတ်ဝင်နေမရဘူးမောစိကပါပေးရလိမ့်မယ်ထင်တယ်လို့အွှန်းပေါတော့ဇနီမောင်ကဟာဘက်ဘက်ကြီးမောပြီးကျွန်တော်လက်ကိုခါရန်လို့ကွန်ပျူတာကြီးကျူတယ်ဒီလိုမှပေါ့ခမရတတိဒီခမရစီကိုပြန်အောင်လာပြီးတေချင်းတရားကိုပြည့်ရပြည့်ရလာပြီးမဒီမဲ့မြင်ပြည့်ရလာပြီးလို့လေတပွားပွားကြီးကျူတယ် ဝမ်းမြောက်ဝမ်းသာလည်းဖြစ်နေပါတယ်။စနီမောင်ကတခြားအချိန်တွေမှာအရှင်ပြောတဲ့ချင်းမရှိပေမဲ့အသက်အန္တရာယ်ကြုံတွေ့တဲ့အခါမျိုးတွေမှာတော့အရှင်ပြောတဲ့တာကိုကျွန်တော်အနေနဲ့မကြားခဏတွေ့ရဘူးတဲ့။ခါလာကတိလာဆိုတဲ့အုပ်စုလဲအော်ဟဲလိုက်တဲ့အတန်းကြီးကိုပြပြတတကြားရတယ်။လာပြုတ်ကောင်းထုံးအဲ့လိုဆိုပြီးစနီမောင်ကစောစောကကြိတ်ထားတဲ့ငရုတ်သီးမုံငရုတ်ကောင်းမုံနဲ့မက်ဆလာတွေကိုဖျက်ရွတ်တွေမှာအစုပြီးတော့မှထုတ်လို့တဲပြင်းကိုပြေးထွက်သွားတယ်။ကျွန်တော်ကလည်းသူ့ရဲ့နောက်ကပြေးလိုက်ရတယ်။စနီမောင်ကအတန်းလာစီကိုပြေးပြီးသွားနေတယ်။ကျွန်တော်ကလည်းသူ့ရဲ့နောက်ကလိုက်ရတယ်။ဆရာကြီးလမ်းမနေပြီတဲ့။အတန်းကအဲ့ဒီဘက်ကလာလာ။ ကျုပ်သိပါတယ်သူတို့စီကိုသွားနေတာခမရကစပယ်ညှက်ကျင်နေစုအဲ့လိုဆိုပြီးရီမောလို့ရန်သူရဲ့ဘက်ကိုဥတီပြီးပြေးသွားတယ်ကျွန်တော်ကလည်းနောက်ကပြေးပြီးလိုက်ရတယ်အတော်တန်ပြေးပြီးတခါစနေမောင်ကရက်တန်းလိုက်ပြီးတဲ့နောက်ငရုတီမောင်ငရုကောင်းမောင်မက်စလာမုန်တီကိုနေရာအနှံ့လိုက်ပြီးပတ်ပါတော့တယ်အဲ့ဒီနောက်ချောင်းရီကြတဲ့ကောင်မှန်းပြီးချောင်းဘက်ကိုပြေးတယ်ကြောက်တုံးနဲ့တိုင်ပြီးတဲ့ခါမှာဂျန်နာလို့ကောင်တို့ရေဒီကြောက်တုံးကိုမိပြီးထိုင်ပြီးတော့လို့ဆိုတော့ကျွန်တော်ကလည်းကြောက်တုံးကိုမိပြီးထိုင်ရလေတယ်ဆရာကြီးကမောင်ကြီးတဲ့မှာလည်းမြင်ရတဲ့အတိုင်းပဲရှေးကနေပြေးလိုက်တာ ခလုတ်တစ်ချက်မှမတိုက်ဘူးကျွန်တော်မှတော့ခလုတ်ကခဏခဏတိုက်ရတယ်ကျုပ်ကကြောင်လိုဝဲဗျမောင်ထဲမှာလည်းမြင်ရတယ်လို့ထူးဆန်းတဲ့စကားကိုဆိုတယ်ဒီအချိန်မှာကျွန်တော်တို့ရဲ့ဂျန်သူစနေခိုင်းသားတွေကလည်းစနေမောင်မောင်ပြောသလိုဂါလာကတိလာဆိုတဲ့တန်ချက်ကိုတိုင်ပြီးမိတို့တွေကိုမြောက်လိုက်လို့အမဲလက်ခွေးရဲ့ရှေးဆောင်အနောက်ကိုလိုက်ပါလာကြတာကိုတွေ့ရတယ်အမဲလက်ခွေးကလည်းအနံ့ခံပြီးကျွန်တော်တို့သွားခဲ့တဲ့လမ်းအတိုင်းအတင်းလိုက်ပါတော့တယ်တောင်းအောင်ဂျာမန်စနေမောင်မောင်ကငြိုသီးမုန်နေဖြူထားတဲ့နေရာကိုရောက်တော့ခွေးတွေကမြေကြီးကိုနမ်းရှုပ်ပြီးအနံ့ခံလိုက်တဲ့အချိန်မှာ ငယုတ်တိမုံငယုတ်ကောင်းမုံတွေကိုရှူရှိုက်မိတာဖြစ်တဲ့အတွက်နှာချီပါတော့တယ်။ခွေးတိုင်းလိုလိုနှာချီတဲ့အတွက်ဇနီးခိုင်းသားတွေကမစင်စားတောင်ရှိကြပြီးတယောက်နဲ့တယောက်တိုင်ပင်ကြတယ်။ခွေးတွေကအနံ့ကိုကောင်းကောင်းမခံနိုင်တော့ဘဲနဲ့နှာချီလာလို့လာလန်းတိုင်းပဲပြန်ပြီးပြေးကြတော့တယ်။ဇနီးခိုင်းသားတွေကလည်းခွေးတွေနောက်ကိုပြန်လှည့်ပြီးလိုက်ပါသွားတော့တယ်။အမဲလက်ခွေးကိုချီရဖြတ်ဖို့တော့ဒီနေ့ကအကောင်းဆုံးပဲကိုအောင်ထွန်းအဲဒါလိုဆိုပြီးတော့မှ secret link ကိုထုတ်ပြီးမိကြီးပြန်တယ်ကျွန်တော်ကတေးပြီးနဲ့ဝေးသွားပြီဖြစ်လို့စိတ်ကိုရှော့ချလိုက်တော့ခြေလက်တွေကလေးလံလာပြီးအိပ်ပြော်သွားတော့တယ်ဘယ်လောက်ထိကြောင်အိမ်မောကြတယ်မသိဘူးစနီမမောင်က ထားတော့ပြောမျက်နှာလေးပါလေးတက်ပြီးတော့ဘာမို့မီးခင်နဲ့ပိုလစင်ကော်ဖီကလေးတစ်ခွက်လောက်တောက်ကြရအောင်လို့ဆိုမှကျွန်တော်ကလည်းနိုးတယ်ဘာမို့မီးခင်နဲ့ပိုလစင်ကော်ဖီအသာထားစမ်းပါဦးကျွန်တော်တို့ဘယ်လိုစားတောက်ကြမလဲဆရာကြီးစားဖို့တာဖို့ကတော့ကျုပ်တော်အောင်ထားစမ်းပါလို့ဆိုပြီးခီးဆက်ဖို့နေရာကထားကြတယ်ကျွန်တော်ကတော့ဒီကုလုံးနှာချင်းကြိုက်ခဲနေတာဖြစ်တော့တော်တော်နဲ့မထနိုင်ပဲဖြစ်နေတယ်ဒီဟာကမှစနေမမောင်းကကျွန်တော်ကိုဝိုင်းရမောက်စီပြီးနှိမ့်နေပြီးတယ်နှိမ့်နေပြီးရင်ကလည်းဒီဟာကတိနာဆိုတဲ့မော်ဘန်ထိုင်းမန်းစီတဲ့အကျော်ဒီဟာကတော့ဒုက္ခဆိုတဲ့ညွန်းနှွမ်းစီတဲ့အကျော်ဒီဟာကတော့ရာကုပတ္တနာ ရာဂကိုဖြစ်စေတဲ့အကျိုးလို့ရှင်းပြတယ်။ဒီလိုရှင်းပြနိုင်နေပြီးရဲ့အကျိုးတွေထဲမှာ ပေါင်းနှင်းကျော်မှာရှိတဲ့ရာဂုပတ္တမရာဂဆိုတဲ့အကျိုးကိုနှိပ်တော့အခမ်းအခက်တဲ့ဝေဒနာတစ်ခုခံစားရပါတယ်။အဲ့ဒီနောက်တော့ကျွန်တော်တို့ကဒေါဥဒင်းကိုဝင်ပြီးခီးဆက်တယ်။နေမုန်းတဲ့ချင်းရောက်တဲ့အထိရှောက်လာခဲ့တော့ကျွန်တော်ကလွန်စွာမှဆာလုံးမသိနေပြီ။ဂေါတော်သိပြီးစာနေပြီးမှတ်တယ်။မပြောပါနဲ့တော့ဆရာကြီး။ဒီနားမှာပဲစားကြတာပေါ့။စားတော့ပြီးမှခီးဆက်ကြတာပေါ့လို့ဆိုပြီးပြပြဆိုဆိုအမွေးတောင်အောင်ရောင်သွေးလှပါတယ်ငှက်တကောင်ကိုပြစ်ချလိုက်လို့ အမွေးနှုတ်ခြင်းရင်ခွဲခြင်းတွေလုပ်ပြီးအနားမှာရှိတဲ့ဝါးပင်ကိုယူလို့ဝါးညက်လုပ်ပြီးမိခင်တယ်။စမ်းချောင်းနဲ့စင်မီရေလေးပါလေးချိုးလိုက်ကြသေးတာပေါ့ဗျာ။ရေချိုးပြီးတာနဲ့ငှက်ခင်ကြမှာနဲ့အတော်ပဲလို့ဆိုတော့ကျွန်တော်ကလည်းစမ်းချောင်းလေးကိုဆင်းပြီးတော့မှရေချိုးတယ်။စမ်းချောင်းကတည့်ရေဝါးရေရဲ့ဒဲတောင်တွေစမ်းချောင်းတစ်ပတ်တစ်ချက်စီကဒေါ်မန်နေချာပါရလာတယ်။ဆရာကြီးအခုလိုသားတဲ့နေရာမျိုးမှာယောက်ျားတယောက်ကိုကွန်ပျူတာရှိတဲ့မိန်းမတယောက်နဲ့အတူလာပြီးတော့မှဟန်နီမူထွန်သိပ်ကိုဟန်ကြမှာပဲ။ခမားကလည်းတဲပြီးစိတ်ကူးရင်လာကြည်လား။ပစံပေးရတာမဟုတ်ပေမဲ့ပေါက်ရရစိတ်ကူးရင် အာယုံကြောကူနှမျိုးဘူးကောင်းနေဗျစေကူးမဲ့စေကူးကလည်းအချိုးကျကျစေကူးစမ်းပါအချိုးကျကျစေမကူးတတ်ဘူးဗျာဆရာကြီးကိုကျွန်တော်တို့ကမေးမယ်ကျွန်တော်ကိုစိတ်မဆိုးနဲ့ဆရာကြီးကမိမတွေကိုစေကူးတယ်မထည့်မိဘူးလားကျုပ်လည်းယောက်ျားပဲဘယ်ကင်းမှမလဲအရင်တုန်းကတော့စေကူးမိတယ်ဒါပေမဲ့ကျုပ်ကိုယ်တိုင်ကရှတရာကျန်းတွေကိုဒိုးလိုမွေလာခဲ့တဲ့လူဆိုတော့မိမတွေကိုကြည့်မြင်တဲ့အခါမှာကျန်းရဲ့အဆိုမင်းကြီးနဲ့ကြည့်မြင်တတ်တယ်ကျောင်းငငယ်ကမိမတယောက်ကိုစိတ်ဝင်စားမှုတယ်အဲ့ဒီမိမကရုပ်ရှင်ကျန်ရဲ့လက္ခဏာနေနဲ့ပြောစရာမရှိလောက်ပြည့်စုံနေဒါပေမဲ့အသေးချာကြည့်တော့အချွင်းချက်ကလေးတခုသွားတွေ့တယ် ဘယ်လိုချွင်းချက်လဲဆရာကြီးရဲ့နဂတ်ဗန္နနာကနေရာကလေးနည်းနည်းကလေးကြီးနေတာကြီးတော့မဖြစ်တော့ကဏ္ဍလက္ခဏာကြီးကျယ်စွာမူအိဒမြားနဲ့ညူစုတက်ဤလို့ရှတ္တရာကျန်ကဆိုထားတယ်ဟာဒီလောက်ကလေးချွင်းရင်းတာနဲ့ဗျာမဟုတ်ဘူးဗျာကိုကရှတ္တရာကျန်တဲ့ဆရာကြီးလုပ်ပြီးခွေယူထားတဲ့မိမကကျန်တဲ့မညီညွတ်ရင်လူပြောစရာဖြစ်လိမ့်မယ်ဒီလိုဆိုရင်ဆရာကြီးပြောတဲ့ရှတ္တရာကျန်တဲ့ညီတဲ့မိမလည်းရမှာမဟုတ်ဘူးဆရာကြီးလည်းအိမ်တော်မပြုတ်နဲ့တော့မပြုတ်ပါဘူးဗျာကျွန်တော်တို့ပြောစမ်းပါအောင်ဆရာကြီးဘယ်လိုအချက်လက်တွေနဲ့ညီရင်ယူရမလဲဆရာကြီးလည်းတော့အသေးမစိမ့်နဲ့ လက်ရရဲ့ချက်နှက်စီနူးညံ့မြားအံ့ရည်သွာချမ်းသာဖွားလိအောင်နာချက်ဝဲပြန်ကျယ်မွေးထုံကုံကမန်ရွက်ဆက်နှက်တလိရေးရေးရှိမှုအနှိမ့်အကြားတဲ့အထိပယ်ကတော့ချက်နှက်ရမယ်ချက်ပြီးမှပေါက်နေတဲ့အမွေးနူလေးတွေကနူးညံ့ပြီးလက်ရရစ်ပွေဖြစ်ရမယ်ချက်အောင်မှရှိတဲ့အရေးအကြောင်းတွေကလည်းကုံကမန်ရွက်တရံရှိရမယ်ဒါပါတော့ဇာကြီးရဲ့အဲ့ဒီချက်မျိုးတွေအောင်မလို့ရှာမလဲဥပိုးချက်လွတ်လိုက်တဲ့ငှက်တော်ကိုရှာရတာလည်းခက်လိမ့်မယ်တင်နေအဲ့ဒါလို့ဆိုပြီးရီမောတော့တယ်စနေမောင်ကလည်းနေ့ချက်ဆိုရီမောပါတယ် ဒီနောက်မှာရေချိုးပြီးတာနဲ့ကမ်းပေါ်ကိုတက်ကြတယ်။ငှက်ကင်ကိုမိန်ရှက်စွာစားတော့ကြတယ်။ငှက်ကင်ကအယိုးနုံလုံတာဖြစ်တော့အယိုးတွေကိုကြွကြွဝါပြီးစားတယ်။စားကောင်းတပ်ပွဲတွေစားတော့တဲ့အခါမှာကျွန်တော်ကလူပုကလေးဂျိုကာကိုတတိယလွမ်းဆုံးပြီးတော့တယ်။ဒါကြောင့်ကျွန်တော်ကစကားလုံးဝမပြောဘဲငြိမ်သက်နေတော့စနေမောင်ကလည်းဘယ်လိုလဲဂျိုကာကိုတတိယနေပြီးထင်တယ်လို့ဆိုတော့ကျွန်တော်ကမျက်လုံးပြူးသွားပြန်တယ်။ကျွန်တော်ရဲ့စင်မှာခံစားတဲ့အကြောင်းအရာတွေကိုဘယ်လိုပဲပုံများသိရှိနေတယ်လဲ။ခင်ဗျားကငှက်ပေါက်ကလေးကိုစားအယိုးကလေးကိုဝါပြီးတော့မှအရသာတွေ့တဲ့ပုံမျိုးခင်ဗျားမျက်နှာမှာဖြစ်လာတယ်။နောက်တော့မှိုင်သွားတယ်။ စနေမောင်ငါငှက်ရဲ့နံရိုးတွေကိုလေချိုချိုဝိုင်းငါကျွန်တော်ကိုပြောပြတယ်။ဆရာကြီးဂျိုကာအဲ့ဒီလိုပဲတစ်သက်လုံးတော်ထဲမှာနေရမှာလား။တွေ့ချင်လိုက်တာဆရာကြီး။တစ်သက်လုံးလိုလိုတော်ထဲမှာနေရမှာပဲ။တခါတလေတော့ဒုက္ခရောက်တဲ့လူတွေကိုကူညီဖို့ပဲဖြစ်ဖြစ်ဖျားဖို့ပဲဖြစ်ဖြစ်မျိုးတွေကိုလာခြင်းနဲ့လာမှာပေါ့။အဲ့ဒါလိုပြောဆိုတယ်။ကောင်းတော်ကြီးလား။ဟိုမှာတန်ချက်တိုင်းတဲ့ကောင်တွေလာကုန်ကြပြီလို့ဆိုတော့ကျွန်တော်ကလည်းစနေမောင်ငါနောက်ကိုလိုက်ရပြန်တော့တယ်။စနေခိုင်းသားတို့ကတနက်ကိုအသုံးမပြုဘဲနဲ့အများတွေနဲ့ပြက်ခတ်ကြတယ်။ကျွန်တော်နဲ့စနေမောင်ငါအခြေခံထုတ်ပြီးပြေးရတယ်။စနေခိုင်းသားတွေကလည်းတဲတဲမဲမဲလိုက်တယ်။ အတော်တန်ပြင်းပြီးတော့ဇနီးမောင်ကဟိုဘက်ဟိုဘက်ကလည်းလာနေပြီဘူးချိုးတို့ကနှစ်ဖက်ပိတ်နေပြီဘယ်လိုလုပ်မလဲဆရာကြီးကြံမောင်းဆရာကြီးဒီတခါတော့တကယ်သေးလိမ့်မယ်တင်တယ်သေရတာကအေးရတာလိုပဲအေးရတာကိုတော့ကျွန်တော်တို့မကြောက်ကြဘူးမလားဘာဖြစ်လို့လဲဆိုတော့အေးရကနိုးလန်ဘာဖြစ်မဲဆိုတော့ကိုချိုးတို့ကသိနေကြတယ်သေတာကတော့ဒီလိုမဟုတ်ဘူးသေပြီးရင်ဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့မသိကြဘူးထားချောင်းကြောက်နေကြတာဆရာကြီးဟိုမှာလာနေကြပြီလှုပ်ဆမ်းပါအောင်ကျွန်တော်တို့ကညက်ဘူးညက်ပိတ်ဖြစ်နေပြီမလွတ်တာတော့ဘူးသေရင်ကတော့အချားနီးလည်းမရှိတော့ဘူးကျွန်တော်ကလည်းဇောကြီးတွေပြန်လာတယ် အာဂေါနီကလည်းခြောက်လာတယ်။ဇနီမမငါရွှေ secret ဘူးလေးတွင်က secret ကိုထုတ်ပြီးမင်းကြီးတယ်။ကျွန်တော်ကလည်း secret တလေးပေးလို့ဒေဂန်နီ secret တလေးတောက်သွားစမ်းပါလို့ဆိုတယ်။ကျွန်တော်ကမတောက်လို့ကြောင်းပြောတော့ဇနီမမငါပြုံးပြီးစောစောတုန်းကလည်းမိမတယောက်နဲ့ honeymoon ထွက်ပြီးတော့မှဘာယာပြောင်းရွှင်ခြင်းနဲ့စိတ်တွေရှိသေးသလားလို့မေးတယ်။တရားရုံးမယ်ဆိုတာသိတော့အဲ့ဒီကိစ္စတွေကအရသာမရှိတော့ဘူးဆရာကြီး။ဒါပေါ့ဗျာ။ဒေချင်းတရားဆိုတာကခုပြီးခုပြစ်နေတယ်လို့နှလုံးသွင်းနေတဲ့သူတို့ကောင်းနေတဲ့အတွက်ဘာမှရတာမရှိတော့ဘူး။လျှော့တဲ့ဒေချင်းတရားကိုမျက်ဝါးထင်နေမြင်နေရတာကို တရားဟောမနေတဲ့ဆရာကြီးလောအောင်ကြံစမ်းပါဦးကျွန်တော်ကဆိုလိုက်တဲ့အချိန်မှာစနေခိုင်းသားတွေကနှစ်ပတ်ညက်ပြီးလာကြလိတော့အလွန်ကမနီးကပ်လျက်ရှိနေပြီဖြစ်ပါတယ်ဒီလိုလုပ်မယ်ဗျာစနေမမောင်ကပြောတော့ဘလို့လဲဆရာကြီးရဲ့ဒီကောင်တွေကိုညက်ဘူးညက်ပိတ် လုပ်မယ်မဟုတ်တာပဲဆရာကြီးတို့ကလူတွေအများကြီးနဲ့ကျွန်တော်တို့ကိုညက်ဘူးညက်ပိတ်လုပ်လို့ဘလို့ထွက်ရမှန်းတော့မသိရတဲ့တဲ့တို့ကိုကျွန်တော်နှစ်ယောက်တင်းနဲ့ဘလို့များညက်ဘူးညက်ပိတ်လုပ်ဦးမလဲလူများများနေနေဗျာနှစ်ပတ်ညက်လို့ရှိရင်ညက်ဘူးညက်ပိတ်လုပ်လို့ရတာပဲခင်ဗျားကဒီကြောင်တုန်းကနေပြီးပြည့် ကျုပ်ကဟိုဘက်ကိုပြေးပြီးဟိုဘက်ကနေလေးနဲ့ပြစ်မယ်။တောင်းချက်ပြေးပြီးခမရကညာဘက်ပြေးကျုပ်ကဘယ်ဘက်ကိုပြေးမယ်။အဲဒီမှာဟိုဘက်ကိုပြေးပြီးတော့မှချောင်းတိုင်မျောဆင်းပြီးတော့ကျုပ်နဲ့တနေရာမှာတွေ့မှာပဲ။အဲ့ဒါတရားဂတိပြွာလို့ခေါ်တယ်။ခြင်းသိကဲသူရှေ့တဲ့နောက်ဆင်းရဲတင်းတင်းနဲ့တစ်ဘက်ရံကိုဖြုတ်ခွေးနာလို့ဆိုပြီးစနေမမောင်ကတောဆဲတစ်ဘက်ကိုပြေးတော့တယ်။ကျွန်တော်ကလည်းတန်းတန်းနဲ့စတင်ပြစ်ခတ်ပြီးစနေမမောင်ပြောတဲ့တိုင်ညာဘက်ကိုပြေးရတယ်။ပြေးပြီးတခါပြန်ပြီးဆိုးရပြန်တယ်။တခါပြန်ပြီးပြေးရပြန်တယ်။စနေမမောင်ကလည်းကျွန်တော်လိုပဲလေးနဲ့အတန်ဆင်းလောက်ပြီးပြက်ခတ်လိုက်တော့စနေခိုင်းသားတို့က ိမိလာလမ်းအတိုင်းပြန်ပြီးဆုတ်သွားတော့တယ်စနေခိုင်းသားတွေမရှိတော့စနေမောင်ကကျွန်တော်စီကိုပြန်လာပြီးစီကူရက်တောက်ပြန်တယ်ကျွန်တော်ကိုလည်းတိုက်တယ်အဲ့ဒီကကျွန်တော်ကစနေမောင်တိုက်တဲ့စီကူရက်ကိုတောက်တော့တယ်ကျုံမတော်များတွေကုန်ပြီဖြူကျွန်တော်မှလည်းကြီးစံကုန်ပြီဒီတခါတော့တကယ်သေးရမှာပဲဆရာကြီးလက်နဲ့မရှိတော့ဘူးဘလို့ပြောရမှလည်းလုပ်လို့ရတော့မှာမဟုတ်ဘူးစီကူရက်တောက်ပြီးအေးအေးဆေးဆေးအသေးခံကြဖို့ပဲရှိတော့တယ်ဒီလိုလုပ်မယ်ဟောဒီချောင်းတိုင်းသွားရင်ကျွန်တော်လာခဲ့တဲ့ရွာကိုရောက်မယ်အဲ့ဒီရွာကနေသွားရင်အတော်ကျေပြီးတော့ရေစီးချမ်းတဲ့ချောင်းတစ်ခုရှိတယ်အဲ့ဒီချောင်းကိုဖြတ်ပြီးရင်နဝရအီလီယာမြို့ကိုပြန်ရောက်တယ် ို့ပေါ်ရောက်ရင်ရှောင်းအတင်းရလွယ်ပြီပေါ့အထက်ပါတိုင်းပြောဆိုပြီးတဲ့နောက်ကျွန်တော်တို့ကချောင်းရိုးတိုင်းရှောက်ကြတယ်နေတွယ်လောက်ရှောက်ကြပြီးတဲ့နောက်မိုးကျွသွားပြီးပြေလို့နားအပြန်နေအနေငယ်နားပြီးတဲ့နောက်စားစားနဲ့ရှောက်ကြအပြန်နေမူလကလာခဲ့တဲ့ရွာကိုဝင်ပြီးတော့မှစားတော့ခွေရည်ဝယ်ယူလို့လမ်းရှောင်ရင်စားတော့ခဲ့ကြတယ်ကွာထုံအသေးမှမကြောက်နဲ့ခမရကဇာရေးစရာတယောက်ဖြစ်နေကြော်ကြားဘူးလက္ခဏာရှိတယ်အဲ့ဒီလိုမဖြစ်သေးဘဲနဲ့ဘာမှမဖြစ်နိုင်ဘူးဖေလက္ခဏာလေးစရာကြီးရဲ့လမ်းမပေါ်ကဖြတ်ပြီးဆင်းလာတဲ့အစင်းချောင်းရဲ့အဲ့ဒီအစင်းချောင်းကဝါစုကရိကလို့ခေါ်တယ်ပြီးတော့အတန်လျက်လို့လည်းအမှတ်သားလည်းပါတယ် ဇာကြီးဆိုင်ရေးဇာဖြစ်ဖို့အသာထောင်ဟိုမှာတွေ့လားလိုက်လာကြပြီစနေခိုင်းသားတွေကကျွန်တော်တို့နောက်ကိုလိုက်လာကြပြန်တယ်ကျွန်တော်တို့ကပြေးရတော့တယ်ရန်သူတွေအဆက်မပြတ်လိုက်ပြီးလာနေကြတာဖြစ်တော့ခြေကုန်တော့ပြီးပြေးရတော့တယ်ကျွန်တော်ရဲ့ခြေထောက်တွေကကျိန်းဆက်နေပြီဖြစ်တယ်ထုံနီယူဇာဒူးတွေကလည်းမတည်ချင်လောက်အောင်ဖြစ်နေတယ်ကွာထုံးကြီးစိတ်မလျှော့နိုင်နဲ့ဘူးပြေးနေမှလွတ်မှာစနေမမောင်ကပြောတော့ကျွန်တော်ကလည်းအားခဲပြေးရပြန်တယ်ကျွန်တော်ရဲ့တက်တက်မှာဒီအချိန်ကအပြေးဆုံးအချိန်ဖြစ်ပါတော့တယ်မနာမနေပြေးခဲ့တော့နောက်ကလိုက်လာနေတဲ့ရန်သူတွေကကျွန်တော်တို့ကိုမျက်ကြည့်ပြတ်သွားတော့တယ် ကျွန်တော်တို့ကလည်းမပြေတော့ဘဲနဲ့ရှောက်သွားကြတယ်ဒီလိုလာခဲ့ကြတော့မနေ့လေးနိုင်ထိုးကန်ဒီမှာရေစည်းချမ်းနဲ့ချောင်းချောင်းကိုယောက်ကြတော့တယ်ချောင်းကိုလေးနဲ့ဖျက်ကူရင်ဟိုဘက်ကျန်လွတ်ပြီပေါ့ကဲဒီတက်ကတော့မသေးပြန်မှုပြူစနေမောင်ကဆိုးပြန်နေကျွန်တော်ကလည်းချောင်းကိုကူဖို့လေးကိုကြည့်လိုက်တော့တွေ့ရတဲ့အတွက်ဝမ်းမြဝမ်းသာဖြစ်သွားတယ်လေကထားတဲ့နေရာနဲ့မလန့်မကန့်မှာတိုင်းအင်္ဂလိပ်တစ်လုံးကိုပါတွေ့ရတယ်ကျွန်တော်တို့ကလည်းအဲ့ဒီတိုင်းအင်္ဂလိပ်စီကိုရှောက်သွားခဲ့တော့တိုင်းရုံတွေမှာလင်မယားနှစ်ယောက်ကပလက်လှန်နေတဲ့လင်းနေသားရဲ့ကလေးတယောက်ကိုစေမကားစွာထိုင်ပြီးကြည့်နေကြတာကိုသူတို့ထုံးကြည့်ထားတဲ့မိခွေအယောင်နဲ့တွေ့မြင်ရတယ် ဇနီးမမောင်ကကလားစကားနဲ့ပြောဆိုခွင့်တောင်းပြီးတဲအတွင်းကိုဝင်လို့ကလေးကိုကြည့်တယ်။ကလေးကမင်းနဲ့မထိုင်နိုင်အောင်ထွန်းထွန်းလူးနေတယ်။မကြာခဏလည်းအန်နေပါတယ်။ဒေါ်သေးတာပေါ့ကျုပ်တို့အချိန်မီရောက်လာလို့တာပေါ့။နှုတ်မွေဒီကလေးကမနက်ရှင်းနိုင်ဒီခိုင်ရင်ခံကောင်း။ဒီနောက်တော့ဇနီးမမောင်ကကလေးရဲ့အသက်ကိုမြင်တော့ကလေးမိခင်ကလင်းနေလေးလားရှိပါပြီလို့ပြေဆိုကြောင်းဇနီးမမောင်ကကျွန်တော်ကိုပြန်ပြီးပြောတယ်။ကျုပ်တို့မြန်မာဆေးဆရာကြီးကြီးအခေါ်တော့ကလေးကိုမတ်တရာနဲ့ဖမ်းဆားတာပေါ့။မတ်တရာနဲ့ကကလေး73နှစ်သားအထိဆိုင်နေ။တနေ့တလတရသားအရွယ်အထိကိုပရိသတ်ရီဆောင်တဲ့ဒီဝမတ်တရာနဲ့ဖမ်းဆားတယ်လို့ခေါ်တယ်။ စေးချမ်းနေမှာတော့ပုံနဲ့ပြတယ်မတ်တော်နဲ့ကကလေးကိုမောက်ရွက်ချပြီးကြောကိုလက်နဲ့ဖိထားတဲ့ပုံနဲ့တရုပ်ပေါ်တယ်အဲ့လိုပဲနှစ်နှစ်လားနှစ်ရက်အတွင်းမှာကလေးကိုမတ်တော်နဲ့ကခေါင်းကိုဖိကမ်းပြီးဖမ်းဆားလိုက်တဲ့ပုံနဲ့တရုပ်ပေါ်တယ်အမှန်ကတော့မတ်တော်နဲ့မဟုတ်ပါဘူးကလေးနာကိုတိတောင်းနှစ်ဖမ်းဆားတဲ့ပုံနဲ့တရုပ်ပေါ်ထားတာပါဒီကလေးကလေးနေလေးလားရှိပြီဆိုတော့ဒီဝနာကဆိုရဲမတ်တော်နဲ့ဖမ်းဆားတာပေါ့တရုပ်ဖော်ပုံကတော့မတ်တော်နဲ့ကလက်တစ်ဖက်နဲ့ကလေးရဲ့ကြိုးကိုကင်ထားပုံအဲ့ဒါကဘာကိုဖော်ပြတယ်လဲဆိုရင်ကလေးရဲ့ကြိုးကမခင်မြန်းအောင်ပူတဲ့ဝေဒနာကိုဖော်ပြတယ်ပြီးတော့မတ်တော်နဲ့ကအခြားလက်တစ်ဖက်နဲ့ကလေးရဲ့ပါးစပ်တွေကို နှိုက်ထားတယ်အဲ့ဒါကတော့ကလေးမကြာခဏအန္တာကိုတေးဖို့ပေါ်လာတာပဲရှေးကဈေးဆရာကြီးရဲ့ပညာစွမ်းနေပေါ့ရှေးကဆရာကြီးကြီးဆိုရင်ကလေးရှင်ကိုပဲယုံကြည်တဲ့ထက်ပူပြီးယုံကြည်လာမတ်တရာနဲ့ကိုပူဇော်ပါသာခိုင်းတတ်သေးတယ်ခေါ်ပရောင်းမှာမုံလေးရှက်ငှက်ကင်လေးတစ်ပန်းလေးပွင့်ခမင်းလေးစုံနဲ့အရှိတော်တော်ကမတ်တရာနဲ့ကိုပူဇော်ခိုင်းပြီးကူရတာကအခုလိုဟာမျိုးပေါ့အမှန်ကတော့မလိုပါဘူးဆေးကျွင်းပြပါတယ်ဆရာကြီးဒီကလေးကိုဆေးကူမယ်ဆိုဆရာကြီးမှဘာဆေးပလင်းမှလည်းမပါပါလားဆရာဖြင့်ပလင်းရှုပ်လို့ဆိုတယ်ဆေးပလင်းမလိုပါဘူးဗျာ စနေမောင်ကမိဖို့ကြောင့်ကိုဝင်သွားပြီးမိဖို့ကြောင့်အတွင်းကစားလက်ဖက်ဇီးဒီပြားရီစားတာတွေကိုဆေးပြေးကြည့်လို့ခလေးကိုတိုက်တယ်15မိနစ်လောက်မှဆေးရခါတိုက်ကြည့်ခဲ့တော့ခလေးကလည်းတစားတစားတက်တာလာပြီးမနက်9နာရီလောက်မှနေ့ချိန်ဆိုအိပ်ပျော်သွားတယ်9နာရီလောက်ကျရင်နိုးလိမ့်မယ်ပြို့နိုးလာရင်ချင်းဒီကိုကြည့်ပြီးဆေးထက်တိုက်ရအောင်မယ်ခင်ဗျားလည်းအချင်းအိပ်ပြီးတော့လို့ဆိုပြီးမဲ့ကျွန်တော်ကကျန်သူတွေမိလာမှာကိုဆိုရင်ပုံပန်နေတော့အိပ်လို့မရပဲရှိနေတယ်ဒါပေမဲ့ပင်မနှွမ်းနေလုံးနေဖြစ်တဲ့အတွက်ငရင်ငရင်နဲ့ပဲလုံးဝအိပ်ပျော်သွားတော့တယ်မစ္စတာစနေမောင်ငင်ငင်ကလေးနေပါလုံးမဲ့တော့မကြံနဲ့ကြီးစံက အသင်းရဲ့အလွန်အင်မတန်အဖို့တလာတဲ့အုံနောက်ကိုဖျက်ဆီးသွားလိမ့်မယ်။အဲ့ဒါလိုအထိပ္ပယ်ရတဲ့အင်္ဂလိပ်စကားနဲ့မိမတယောက်ရဲ့အတန်းကိုကြားရမှကျွန်တော်ကလန့်ပြီးနိုးလာတယ်။ဒီကကျွန်တော်မိတ်ဆွေကြီးစနီမမောင်ကိုစာရီဘုအမျိုးသမီးကလေးတူကတနက်နေ့ချိန်ထားတာကိုတွေ့ရတယ်။ဒီအမျိုးသမီးကိုမြင်မှုသလိုလိုရှိလို့အသေးစားကြည့်လိုက်တော့ဘင်္ဂလားပင်လယ်ထဲမှာတင်းမမောက်စဉ်စနီမမောင်ကအသက်ဆုံးပြီးကဲကဲပူးတဲ့မကူမလေးဘီဘီဆိုသူဖြစ်ကြောင်းထူးဆန်းစွာတွေ့ရတယ်။စနီမမောင်ကဘီဘီကိုတစုံတရာပြောဆိုခြင်းမပြုဘဲနဲ့ကလေးကသာစိတ်တိုင်းနေတယ်။ကလေးမိဘတွေကလည်းဘီဘီကိုသူတို့ရဲ့ဘာသာစကားနဲ့ပြောဆိုရှင်းပြနေတယ်။စနီမမောင်ကတော့ခွက်ဒီနဲ့စေးဒီကိုပြောလို့လည်းကောင်း ဈေးလုံးကလေးတွေလုံးလို့လကောင်ပြုတ်လုံနေတယ်။ဝီရနာကတတလာပြီးဖြစ်တဲ့အလျောက်ကလေးကပြုံးရှင်လာတယ်။မစ္စတာစနီမမအတွင်ခုသေးခြင်းသလားတော်တော်ကြာမှသေးခြင်းသလားဘီဘီကမေးတော့ကလေးရောကတတလာပါပြီ။စိတ်ချတဲ့အချိန်ဒီကိုရောက်နေပြီ။ဟောဒီဈေးလုံးသုံးလုံးနဲ့ဈေးတစ်ခွက်ကိုသူမိဘတွေကိုပေးခဲ့မယ်။နောက်တနားရီကြားစီတောက်ဖို့အဲ့တော့ကျုပ်တောင်းဝင်ကြည့်ပြီ။တနက်ကိုခလုတ်ပြုတ်ခြင်းတဲ့အချိန်မှာပြုတ်ချလိုက်။တကူပဲပြောခြင်းနဲ့ဟောဒီကကျုံမေးဆွေကြီးကိုအောင်ထုံးကကျုပ်ကခိုင်းတာကိုလိုရတဲ့သူအဲ့တော့သူ့ကိုချမ်းသာပေးပါပြီ။ အသိအတွက်တော့ချမ်းသာပြီးဖို့အတနာမခံတော့ဘူးလားမင်းလိုနုနေတဲ့မိန်းမတယောက်စီမှာငါလိုယောက်ျားကြီးတယောက်ကအသံအနေအတနာခံဖို့ငါရှာကအလုံးမလုံးနိုင်ဘူးပြီကျွန်တော်ကဘီဘီကိုတေချာစွန်နဲ့ကြည့်တယ်အသားရောင်ကဝါရွှေတဲ့အယောင်မျက်လုံးမျက်ကုန်းနဲ့နားရည်နဲ့ကသူ့ညံနဲ့သူအချိုးစားလှပ်ပါတယ်မျက်တောင်ကလည်းစင်ဆွေလိုရှိသေးကော့နေတယ်စပင်းကလည်းနှက်မောင်ရှိသေးတယ်ခလုံးကိုဘောက်ကလည်းခါးသေးရင်ကြည့်ပြီးတင်းကလည်းကားဆင်နေတယ်စနေမောင်ကတော့နေရပြားနေငယ်ကြည့်တာပေါ့ပင်ကန္နာလက္ခဏာကြီးကျယ်စွာမှုဣဒံများလည်းညူစုချက်ဤဆိုတဲ့ချက်ရကြမ်းများစကားအရာ မိမတို့ရဲ့အပြစ်လိုယူဆပြီးတော့ကျွန်တော်ကဘီဘီရဲ့နားကိုကြည့်မိတယ်။ဘီဘီကရှက်ရွာကျန်တဲ့ညီညွတ်တယ်။အနေတော်တော့နားရှိတယ်။မကြည့်လို့မသိလို့မူ။ဒီနောက်တော့ကျွန်တော်ကကိုချက်အင်ဂျင်နဲ့စာရီချားမှာပေါ်နေတဲ့ဘီဘီရဲ့ဘိုင်သားဘဝလေးပေါ်မှာချက်ကိုကြည့်ပြီးအကဲခက်ပြန်တယ်။ချက်ကလည်းနဲ့တဲ့ပြင်ချက်ရဲ့ဘေးဒီဝိုင်မှာပေါက်ရောက်နေတဲ့မွေးညင်နုနုကလေးတွေကလည်းလက်ရရလှဲတဲ့အဖွေကလေးဖြစ်နေတယ်။ချက်ရဲ့အောက်မှာအသားကြီးအရေးချောင်းတွေကလည်းဂေါကမန်ရွက်လိုရှိတာကိုတွေ့ရပြီးတော့ဆရာကြီးချက်ကတော့ဆရာကြီးရဲ့ရှက်ဒရာကျန်းစာနဲ့ညီပါပြီးရဲ့ဒါပေမဲ့သူကဆရာကိုတတ်မဲ့သိမင်းဖြစ်နေတာကခက်တယ်လို့ဆိုတော့စနေမောင်ကပြောနေတယ် အတင်းကဟိုဘကန်းကိုကူပြီးပြေးရမယ်အစားဒီမှာဝင်ပြီးဘာဖြစ်လို့အချိန်ဖြုံးနေတယ်လဲအဲ့တော့ရှင်သေးရတော့မယ်မစ္စတာစနေမမောင်းနဲ့ဒီမှာကလေးတယောက်တဲတန်ဖြစ်နေတာကိုတွေ့ရလို့ဝင်ပြီးဆေးကုနေတာကျုပ်ကမြန်မာသမားတော်ကြီးတူဦးဖြစ်တယ်အဲ့တော့ကျုပ်ရဲ့တီးပြီးကိုအသာထားပြီးဝေဒနာတဲ့ကလေးကိုဝင်ပြီးဆေးကုရတာပဲပြီးပြီးကိုယ်တည်းနဲ့ရင်မီလူနိုင်အသက်ကိုကင်ရတာပဲအသင်းရဲ့စိတ်ဓာတ်ကတော့တိတ်ပြီးအံ့ဩဖို့ကောင်းတာပဲယောက်ျားစုမှာတကယ်ယောက်ျားပဲအသင်းကိုလာဆုံးလက်ဆောင်ပေးလိုက်မယ်မစ္စတာစနေမမောင်းကျွန်တော်ကမျက်စိကိုမိတ်ထားလိုက်တယ်ဘီဘီကတရမောင်းကိုပြုတ်ချတော့မှကိုကျွန်တော်ကသိထားတယ် ရောက်ဆိုတဲ့ပြပြအတန်းကိုကြားမှာမျိုးလုံးဖွင့်ကြည့်တော့ပြပြအဝေးအတွင်းကတစုံတစ်ခုကိုနှိုက်ပြီးစနေမောင်ကိုပေးလိုက်တယ်အဲ့ဒီရာကတော့ခြေထောက်မှာတတုဝင်ကလေးတစ်ခုပါတယ်ငှက်တကောင်ဖြစ်ပါတယ်စနေမောင်ကငှက်တော့ကိုယူပြီးတဲ့နောက်ခြေထောက်ကတတုဝင်ကိုဖြုတ်ပြီးတော့မှချိုးကြည့်လိုက်တဲ့ကအတွင်းမှာဥပိုးချက်နဲ့အတူ313333ရေထူထားတဲ့လက်မှတ်ပါရှိတဲ့စက်ကူပိုင်းကလေးထွက်လာပါတော့တယ်ပွာလာပဲဆရာကြီးကျွန်တော်မိထားတာကြာပြီနောက်တော့အတင်းကဒီငှက်နောက်ကိုလိုက်နေတယ်ဆိုတာကိုသိရတယ်ကျွန်တော်ကအတင်းကိုဖမ်းမှုလာကြတာမဟုတ်ဘူး ဖီနီဆိုတဲ့ငှက်မျိုးတို့ကောင်ဒီတော့မှရှိတယ်ဆိုတော့ကိုတရင်ရလို့လာတာဒီကြတော့အသင်းကိုအစင်းသင်းတွေ့တာနဲ့လက်စားချေဖို့ကျွန်တော်ကစီစဉ်တာဒါပေမဲ့အသင်းကိုကျွန်တော်မတက်ရတော့ဘူးအသင်းကိုကျွန်တော်ချစ်နေမိပြီမစ္စတာစနေမမောင်ပြီးတော့အသင်းကကျွန်တော်ကိုစားပင်လေတဲ့ခုံစင်းသွားတော့ကဟော်ဒီမိတ်ဆွေကလီဘော်ကနေအထုတ်ထုတ်ပြေးချခဲ့တာကိုကျွန်တော်သတိထားမိတယ်နောက်တော့ကျွန်တော်စုံစမ်းကြည့်တယ်ပြေးချလိုက်တဲ့အထုတ်ကကျွန်တော်တို့ခိုင်းကအသင်းတို့လူယူသွားတဲ့ရန်နာတိုက်ချုပ်စေးချုပ်ဂျန်ကြီးဖြစ်နေတာကိုသိရတယ်ဒါကြောင့်အသင်းတို့စီမှာအဲ့ဒီပြည်စီမရှိတာကိုယုံကြည်တယ် အတင်းကိုလိုက်ပြီးရံမှုနေတာကပြစ်စီရလို့မှမဟုတ်တော့ဘူးလက်စားချေလိမှုပဲဖြစ်တော့တယ်ဒါပေမဲ့အခုတော့မစ္စတာစနေမမောင်ကိုကျွန်ုပ်အနေနဲ့လက်စားမချေရတော့ပါဘူးအကျွန်ုပ်ကအသေးစွဲချင်းမိနေပြီကိုကျွန်ုပ်ကမျက်လုံးပြူသွားတော့တယ်စနေမမောင်ကရှက်လုံးလုံးမျက်နှာကြီးနေရဲသွားတာတွေ့ရတယ်ပလေမင်းကြီးနဲ့ယူမဲ့သူတို့သမီးမယုတ်ဆိုးကြီးကိုအဝတ်စားချုပ်ပြီးအလှပြပေးခဲ့စင်ကမရှက်ပဲအခုကဘာကြောင့်ရှက်နေတယ်လဲဆိုတာကိုတော့မစင်စားတောင်ဖြစ်နေတယ်ဒီကလေးကလည်းအသေးတို့မမတ်မိလို့သာတခါတော့ကကျွန်ုပ်နဲ့အတူမင်္ဂလာပင်လယ်ော်ထဲမှာမစ္စတာစနေမမောင်ကဲကဲလို့အသက်ရှင်ခဲ့တဲ့ကျွန်ုပ်ရဲ့ဒူကလေးပါ ဒီလေများစီမှာခဏအထားခဲ့တာပါလို့ပြောလိုက်တော့ကျွန်ုပ်သားမဟုတ်ဘဲနဲ့ဇနီးမမမအံဩသွားတော့တယ်။ကဲဟိုဘကန်းကိုကူမယ်။နောက်ကဟိုလူတွေလိုက်လာလို့ရှိရင်အသိန်းတို့တက်တာမှမဟုတ်ဘူး။ကျွန်ုပ်ကတော့အဲ့လိုဆိုပြီးစကားကိုရထားတော့ကျွန်ုပ်ကဘီဘီကဘာဖြစ်လို့လဲလို့မေးတဲ့အခါဘီဘီကပြုံးလို့ဘီဘီကမစ္စတာဇနီးမမကိုဒီတကအလွတ်မခံနိုင်တော့ဘူး။တတ်မလို့မဟုတ်ဘူးလက်ထပ်မလို့လို့ဆိုတယ်။ကဲဆရာကြီးချက်ကလည်းနဲ့တယ်။ချက်အောင်မှကုန်မှန်ရက်လို့အရေးချောင်းကလည်းပါတယ်။ဒီကကတော့ဆရာကြီးမငင်းတော့ဘူးမှတ်တယ်လို့နောက်ပြောင်းလိုက်တယ်။ဒီနောက်တော့ကျွန်တော်ကလေးနဲ့တစ်ပတ်ကန်းကိုကူးခတ်ခဲ့တယ် ကျွန်တော်ကကလေးကိုကြည့်ပြီးလိုက်ပါခဲ့တယ်။တပြက်ခန်းကိုရောက်တော့လေကျွန်တော်ကပြင်ကလေးချီရသွားတယ်။ဇနီးမမောင်ကတော့မမနဲ့ရှိကသွားတယ်။မကူမလေးပြီပြီကသွေးလျရတဲ့ခါကလေးကိုလှုပ်လိလှုပ်လဲနေဖြစ်စီပြီးနောက်ကအမိပြေးလိုက်လို့ဇနီးမမောင်ရဲ့လမောင်ကိုတွဲကိုထားလိုက်တော့တယ်။ဆရာကြီးဥပုချက်ကိုတရောင်းစားလောက်ခိုင်းမှလာလို့ကျွန်တော်ကမေးတော့ဇနီးမမောင်ကတောက်တီတောက်တယ်ဗျာ။ငှက်တော်ကိုမိပြီးဥပုချက်ကိုကျုပ်အနေနဲ့မနှိမ့်ဆက်ချင်ဘူး။တရောင်းစားမလောက်ခိုင်းမှဘူးလို့ဆိုပါတယ်။မောင်စင်မွေပန်းတမ်းမွေရှိလျားလာတဲ့အယံမြင့်မြင့်မြမကြီးတယောက်နဲ့ဖြူဝါနဲ့နဲ့မကူမလေးတွေစုံတွေကရွှေနဲ့မြပမာလွန်စွာလဲပက်လာတယ် ကျွန်တော်တို့ကခြေချင်းတလေနွားလည်းနဲ့တလေခရီးဆက်ခဲ့ကြတော့နဝအီလီမျိုးကိုရောက်ကြတယ်အဲ့ဒီမျိုးကိုရောက်တဲ့အခါကျွန်တော်နဲ့ဆက်သွယ်လုပ်ထားတဲ့အစားတွေကိုဝင်ပြီးစားတဲ့ဘုကကျွန်တော်တို့ကိုမြင်မြင်ချင်းပြေးလွှားထွက်လာပြီးတဲ့နောက်ခြေနဲ့စာရောက်နေတယ်လို့ဆိုပြီးခြေနဲ့စာကိုစနီမမောင်ကိုပေးတယ်စနီမမောင်နဲ့ကျွန်တော်ကလည်းခြေနဲ့စာကိုဖတ်ကြည့်တော့အခုလိုနေပေးရတယ်စနီမမောင်ဥပုချက်သိပြီးပြန်ပွဲပြတ်သွားပြီးဥသိမ့်ပြီး BABL 3ဓမ္မရကိတအသင်းမြန်မာပြီးတဲ့ကျွန်တော်ကရောင်းရမ်းပြီးဟိုက်လို့អော်မိတယ်စနီမမောင်ကခြေနဲ့စာကိုခံပြီးတဲ့နောက်တစုံတရာကိုလေးနဲ့စဉ်းစားနေပါတယ် ဇနီးမမောင်ကဂျင်းနှင်းစာကိုခံပြီးတဲ့နောက်တစုံတရာကိုလေးနဲ့စဉ်းစားနေတယ်ဘီဘီကဇနီးမမောင်မျက်နှာကိုမော်ပြီးကြည့်ရှာတယ်ကဲကွန်ထွန်းကြီးဘီဘီကိုခေါ်သွားပြီးတော့ပြီးတော့သူသွားခြင်းနဲ့နေရာကိုလိုက်ပို့လိုက်ငှက်တော်နဲ့တတုခွင်းကလေးကိုလည်းဓမ္မရဂိတာအတင်းကမိတ်ဆွေကိုပြလိုက်ပြီးတော့ဗမာရှိတဲ့ကျုပ်ရဲ့ငွေတွေအားလုံးခမထုတ်လိုက်လို့ဆိုပြီးချက်လက်မဲ့တစောင်ရေးပြီးတယ်ဆရာကြီးကဘယ်ကိုသွားမှာလို့ဒဏ်ခံမှုတော်တွေကိုဝင်မယ်အဲ့ဒီတန်ဒီခံပြီးရင်ကျုပ်ရဲ့ရည်ရွယ်ချက်ကိုဆက်ပြီးလုပ်ရမယ်ရှင်အစ္စကောနာလိုမြန်မာပြည်ကြီးရွှေမှုငွေမှုရောင်းလုပ်ဖို့ထောင်းနေရှိသေးတယ်မလားလို့ဆိုပြီး ်ဖီဖီကိုလည်းလွမ်းစပွဲရကောင်းတဲ့စကားလေးကိုဆိုပါတော့တယ်ရှတရာချန်းနဲ့ညီညွတ်ပြီးကျုပ်ကိုတိုင်းအထင်မကြီးစဘူးအထင်ကြီးခံရတဲ့မိန်းကလေးကျုပ်ကိုခွင့်လွှတ်ပါတန်တရားဆိုတာရှေးကြလာတဲ့အချိန်ကာလကြီးမဟုတ်ပါလားအဲ့တော့အခုလွဲသွားပြီမဲ့တခြားအချိန်ကာလတခုမှတွေ့ကြပါလိမ့်မယ်ဒီလိုဆိုပြီးဇနီမမောင်ကလာလမ်းစီကိုပြန်ပြီးရှောက်သွားတယ်ဇနီမမောင်ကပြောက်ွယ်သွားတဲ့အခါတော့မကူမလေးပြီပြီကအခုလိုပြောတယ်ဇနီမမောင်တော့တဲ့ဝင်သွားတာကျွန်တော်ရဲ့အသင်းနှလုံးတွေယူပြီးတော့မှဝင်သွားတာပဲအချိန်ကာလဆိုတာဘိုင်းခြားမရှိပါဘူး ကျွန်တော်သူ့ကိုချစ်တဲ့မြတ်တာကလည်းအပိုင်းချမရှိပါဘူးလို့ပြောဆိုပြီးလဲခွေကြာသွားတော့တယ်။ကျွန်တော်တို့ကတီယိုကနေအိန္ဒိယကိုပြန်ခဲ့တယ်။အိန္ဒိယမှာဘီဘီကိုထားခဲ့ပြီးကျွန်တော်ကလည်းရန်ကုန်ကိုပြန်နေ။ကျွန်တော်ကဓမ္မရခိတအတင်းတက်က PBL ဦးသိမ့်ပြီးဆက်ရှိတရားသူကြီးဦးကျော်ခေါင်ဦးမြဝူစားတဲ့မိတ်ဆွေတွေကလာရောက်ကြိုဆိုကြတယ်။တကယ်ကကျွန်တော်ကဥပုဇ္ဇက်လွတ်ခဲ့တဲ့ငှက်တုံနဲ့တရုတ်ဝင်းကိုဦးကျော်ကလက်ကိုပေးရတော့ဦးကျော်ကပါဝင်မိတ်ဆွေအားလုံးကမျက်လုံးပြသွားကြတယ်။အဲဒီနောက်စနေမောင်မောင်ကိုမေးမြန်းကြတော့စနေမောင်မောင်တယောက်တည်းတော်တဲ့ဝင်သွားကြအောင်ပြောတဲ့အခါပိုလို့တော့မှအားအားသင်သွားကြပြီးဓမ္မရခိတအတင်းတက်ကိုရောက်တဲ့အထိလုံးဝ စကားမပြောပြခဲ့ကြဘူးဒီနောက်တော့ကျွန်တော်ကစနေမောင်မောင်ဖမ်းမှာအနှံ့ထားခဲ့တဲ့ငွေကိုထုတ်ယူပြီးအေဂျင့်စွာနဲ့နေထိုင်ခဲ့တယ်။နှစ်ပေါင်းများစွာကြာတဲ့အခါမိုးစိမ်မှုကြီးအလွန်ကုန်မှရှိပြီးအရှံမောင်းမြင်မာတဲ့လူတစ်ယောက်နဲ့အလွန်ကုန်မှအယက်ပုတဲ့လူပုဂ္ဂလိတူအူကိုရွှေကုန်ဖျားမှတော်လကောင်းချက်တီယိုဖျားမှတော်လကောင်းရွှေဆက်တော်ဖျားမှတော်လကောင်းပုပ်ပားမှတော်လကောင်းဖိုးဝင်တော်မှတွေ့ရတယ်လို့သတင်းကြားတဲ့အခါကျွန်တော်ရဲ့ဆရာကြီးစနေမောင်မောင်နဲ့ဂျိုကာတို့ဖျားရမယ်လို့ကျွန်တော်အနေနဲ့ထင်မြင်ယူဆတဲ့အလျောက်သတင်းကြားကြားချင်းမှအဲ့ဒီနေရာတွေကိုသွားရောက်ရှာဖွေပြီးမှတွေ့ရှိခြင်းတော့မရှိခဲ့ပါဘူး ။ဇနီးမမောင်နဲ့ဂျိုကာတို့ကဒဏ်ခံခြင်းကနေလွတ်မြောက်ခဲ့ပြီလား။လိုအပ်တဲ့အစွမ်းသတ္တိတူတွေရရှိခဲ့ပြီပြီလား။အတက်မပြောနိုင်။မိတို့ပင်ပြစီကျွန်တော်တို့ကသူတို့နှစ်ဦးစုံကိုတွေးလို့လာတယ်။ဒါကြောင့်သူတို့နှစ်ဦးကိုတွေးရှိရင်အောက်ပါလေးစားလေးတိုင်းအကြောင်းကြားစီလိုပါလေ။ဒီနေ့တင်ဆက်ပေးတဲ့ဝတ္ထုကလေးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့စာရေးဆရာကြီးမင်းသိကရေးသားထားခဲ့တဲ့ဇနီးမမောင်ဆိုတဲ့ဝတ္ထုကလေးကိုစာသေးမိုင်းအနေနဲ့တင်ဆက်ပေးခဲ့တာပါ။ကျွန်တော်တို့ရဲ့ channel ကလေးကို like and subscribe လုပ်ထားပေးပါဦး။ဖိနာက notification လေးနဲ့နေပေးထားပါဦးခင်ဗျာ။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။